တန်တွဲမျိုးပေါ်လူနေရက်ွက်ကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြင့်ပေါင်ငားရဘုံကျဲချမှုပြည်သူတို့ဦးတည်ဆုံးပြီးအသက်6နှစ်အရွယ်ကလေးငယ်အပါဝင်အယက်သား9ဦးတန်ရာရ2025ခုနှစ်စက်တင်ဘာလ28ရက် ရခိုင်ပြည်တွင်ရဲကတိုက်ခိုက်သိမ်းပိုက်ထားသောတန်တွဲမျိုးပေါ်လူနေရက်ကွက်ကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြင့်ပေါင်ငါးရဘုံနှလုံးကျဲချခဲ့ရာပြည်သူတို့ဦးတည်ဆုံးပြီးအသက်6နှစ်အရွယ်ကလေးငယ်အပါဝင်အရက်သားငါဦးတန်ရာရရှိခဲ့ကြောင်းဒေတာပြည်သူတို့၏ပြောဆိုချက်နှင့်ဒေတာတည်င်းမြင့် American Princess Media သတင်းဖော်ပြချက်အရသိရှိရသည် စတင်ဘာလ28ရက်နေ့ည8:00နာရီနဲ့16မိနစ်ဝန်းကျင်အချိန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲတန်တွဲမျိုးအမှတ်၄ရပ်ကွက်ကိုတိုက်လေရင်ဖြင့်ပေါင်၅ရဘုံနှင့်လုံးကျဲချခဲ့ကြောင်းဘုံကြရောက်ပောက်ကွဲမှုကြောင့်အမှတ်၄ရပ်ကွက်မှဦးညီညီတည်ဆုံးခဲ့ပြီးအသက်6နှစ်အရွယ်မောင်တန့်စင်ဖြိုးအသက်14နှစ်အရွယ်မောင်အောင်တီဟဆို အသက်38နှစ်အရွယ်ဒေါခင်ခင်ထေးအသက်53နှစ်အရွယ်ဒေါခင်ထွေးနှင့်အသက်40နှစ်နှစ်အရွယ်ဦးထွန်းနိုင်မင်းတို့ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်တိုက်လေရင်နှင့်နှစ်ကြိမ်ပုံးကျဲချတာဆက်တိုက်ချသွားတာကလေးကဒဏ်ရာပြင်းထန်တယ်သူတို့စစ်တပ်စစ်တင်မောတွေအဝေးကနေကင်းထောက်တာဒရုန်းတွေနဲ့ကင်းထောက်တာရှိတယ်လေရင်နဲ့ပုံးကျဲတာကလည်းအတန်ကြာတာနဲ့ပုံးကျတာနဲ့ကတိတ်မကွာဘူးရှောင်ချိန်မရဘူးဟုဒေတာပြည်သူတို့ကပြောဆိုသည် စစ်တပ်၏လေရင်ဖြင့်ဘုံကျဲမှုကြောင့်နေအိမ်များပျက်စီးခဲ့ပြီးဒဏ်ရာရသူများမှာစေကူတမှုခံယူလျက်ရှိကြောင်းသိရှိရသည်